မင်္ဂလာပါရှင်။2025ခုနှစ်အပိလ22ရက်နေ့တွင် မိုးလေဝသနှင့်ဇလပိတာတည်င်းများကိုနေပြီးတော့မိုးလေဝသနှင့်ဇလပိတာညွှန်ကြားမှုအစီအစဏ်မှထုတ်ပြန်ကြေညာပါမယ်ရှင်။လွန်ခဲ့တဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့နေပူချိန်ခြေနေများမှာကချင်ပြည်နယ်မှာအပိလရဲ့ပုံမှန်ပူချိန်ထက်3ဒီဂရီဆက်စီယံပိုခဲ့ပြီးကျန်းတိုင်းဒေသကြီးနယ်ပြည်နယ်များမှာအပိလရဲ့ပုံမှန်ပူချိန်ခန့်သာရှိခဲ့ပါတယ်။ 2025ခုနှစ်ဧပြီလ21ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့မြို့လိုက်ထူကြတဲ့နေ့ပူချိန်ခြေနေများမှာ၆မြို့မှာ41.8ဒီဂရီဆက်စီယံမကွေးမြို့မှာ40.6ဒီဂရီဆက်စီယံစောင်းထူမြို့နယ်မင်းဘူးမြို့တို့မှာ40.5ဒီဂရီဆက်စီယံကော့ကရီမြို့မှာ40.4ဒီဂရီဆက်စီယံစင်ပြူကျွန်းမြို့မှာ40.3ဒီဂရီဆက်စီယံတောင်နေကြီးမြို့မှာ40.2ဒီဂရီဆက်စီယံတောင်ငူမြို့နယ်အောင်လံမြို့တို့မှာ40.1ဒီဂရီဆက်စီယံနဲ့ တရားဝရီမျိုး၊ကျုပ်ပင်ကောင်းမျိုးနဲ့ပခုတ်ကူမျိုးတို့မှာ40ဒီဂရီဆက်ဆီယက်စီလို့ဖြစ်ကြပါတယ်။မှတ်သားဖွယ်ရာမွေချိန်များမှာမိုင်းဖြတ်မျိုးမှာ3.2လက်မ၊တာချီလေးမျိုးမှာ3.2လက်မနဲ့မိုင်းရောင်မျိုးမှာ3.3လက်မတို့တိုင်းထွာရရှိခဲ့ပါတယ်။ဒီကနေ့နေ့လယ်တနအိခွဲချိန်မိုးလေဝသကြိုးတို့မှာဖောင်ရရှိတဲ့ပုံရကက်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ရောတောင်ပိုင်းတို့မှာတိမ်တင်းတင်းဖြစ်ထွန်းနေပြီ။ကျန်မင်္ဂလာပင်လယ်ဟောမှာတိမ်နေငယ်ဖြစ်ထွန်းနေပါတယ်။ မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံအလဲပိုင်းနေမြို့ဝကျွန်းမဒေသတွေမှာတိမ်နှင်းငယ်မှာတိမ်တင်တင်ဖြစ်ထွန်းနေပြီးကျန်ဒေသတွေမှာတိမ်တင်တင်မှာတိမ်ထူထန်နေရကိုတွေ့ရပါတယ်ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံရမြန်မာနိုင်ငံအရှေ့ပိုင်းနဲ့အလဲပိုင်းဒေသတွေမှာလေပြင်းအားညွန်နေနေရကိုတွေ့ရပါတယ်မြန်မာပင်လယ်ပြင်မှာလိုင်းနှင်းငယ်မှာတိမ်တင်ရှိပါမယ်လိုင်းမြန်မာမြန်မာကံယူရန်တရှောင်းနဲ့ကံလွန်ပင်လယ်ပြင်တို့မှာ၄ပြည်မှာ9ပြည်ကန်ရှိနိုင်ပါတယ် မနှက်ဖြန်မနှက်ချီခက်မှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကျကျနေချင်းပြည်နယ်မန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားမှုထစ်ချုံရွာပြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးရခိုင်ပြည်နယ်အေရော်ဒီတန်းဒီသားကြီးရန်ကုန်တိုင်းဒီသားကြီးပဲခူးတိုင်းဒီသားကြီးနေပြည်တော်နဲ့ကယားပြည်နယ်တို့မှာတိမ်တဲတဲဖြစ်ထွန်းမမိအခုဆက်လက်ပြီးမနက်ဖြန်အတွင်း ိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလာပိတခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင်။ နေပြည်တော်နဲ့ညီတော်အတွက်မြပြမနက်ထိမိုးလေဝသအခြေအနေခံမှန်းချက်မှာတိမ်တင့်တယ်ဖြစ်ထွန်းပါမယ်။အနည်းဆုံးမူချိန်မှာ39ဒီဂရီဆက်စီယက်100ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ25ဒီဂရီဆက်စီယက်89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ရှမ်းကုန်းမြို့နယ်ညီတော်အတွက်မြပြမနက်ထိမိုးလေဝသအခြေအနေခံမှန်းချက်မှာလည်းတိမ်တင့်တယ်ဖြစ်ထွန်းပါမယ်။အမြင့်ဆုံးမူချိန်မှာ39ဒီဂရီဆက်စီယက်100ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ25ဒီဂရီဆက်စီယက်89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ မန္တလေးမြို့နယ်ဤတွိုင်းတွင်မက်ဖြာမနက်တီမိုးလီဝတအခြေအနေခမှန်းကျမတိမ်တင်တင်ပြထုံးပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးနေငယ်ရွာနိုင်ပါသည်အမြင့်ဆုံးမူချိန်မှာ39ဒီဂရီဆက်စီရက်၁၂ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ28ဒီဂရီဆက်စီရက်၈၂ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါသည်နောက်နေ့ရက်တွင်ခမှန်းကျန်နေတဲ့ကတော့ကချင်ပြည်နယ်စကိုင်းနယ်ဒေသကြီးထပ်ပိုင်းရှမ်းပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမှာနေရာကျကျမိုးထစ်ချုံရွာပါမယ် အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလက်နှစ်နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလာပိတာသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြစမ်းမချမ်းသာကြပါစေရှင်